ယူနိုက်တက်အနေပြအဖြစ်လက်ခံခဲ့တော့ကအမ်မိုရင်ခေါ်ချင်ခဲ့တဲ့ကစားမ၃ယောက်မန်ချန်တိုင်းချက်အတင်အနေပြရိုဝင်အမ်မိုရင်ကသူယူနိုက်တက်အနေပြရာတို့ကိုစတင်လက်ခံခဲ့စဉ်တော့ကသူခေါ်ယူချင်ခဲ့တဲ့ကစားမ၃ယောက်ထိရှိခဲ့ပူပါရင်အသက်40အရွယ်ပေါ်တူဂီလူမျိုးနင်းပြဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ၁ရက်နေ့ကယူနိုက်တက်အနေပြရာတို့ကိုစတင်တာဝန်ယူခဲ့တာဖြစ်ပါရင်ဒါပေမဲ့သူဟာယူနိုက်တက်ကိုစတင်ရောက်ရှိခဲ့တဲ့ရာသီမှာတော့စွမ်းဆောင်ရည်ကောင်းနေပြသနိုင်ခဲ့ခြင်းမရှိပဲပရီးမီးယားလိမ်မှာအဆင့်ဆန်ကားနဲ့စက်သိန်းခဲ့ရတယ်လို့ယူပါလိဖိုင်နယ်မှာလည်းတော်တန်ဟော့စ်မားကိုရှုံးပြီးဒုတိယနေ့သာကျင်းပခဲ့ရတာဖြစ်ပါရင် ဒီအချိန်မှာတော့ Amorin ဟာသူ့ရဲ့တိုက်စစ်အပိုင်းအပြောင်းလဲတွေအတွက် Brian Ampumo, Matias Cunha နဲ့လိုက်ဆက်တင်ကဗဂျမင်ရှာကိုတို့ကိုခေါ်ယူထားခဲ့တယ်လို့အပြောင်းရှင်နောက်ဆုံးရမှာ Ryan Antwerp အသင်းက Belgian ကုလမား Sandy Lesman ကိုလည်းခေါ်ယူထားခဲ့တာဖြစ်ပါရင် Amorin ရဲ့ခေါ်ယူမှုတွေကမှန်ကန်ခဲ့တယ်လို့ပြောမှာဖြစ်ပြီးတော့ United အသင်းကလက်ရှိအချိန်မှာ Premier League ၃ပွဲဆက်နိုင်ဝဲရရှိထားခဲ့ပြီးဒါ၂၀၂၄ဖေဖော်ဝါရီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပါရင် Amorin United အနေနဲ့လာမယ့်စနေနေ့မှာ Northern Forest အသင်းနဲ့အဝေးခွင့်မှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပါရင် တကယ်တော့ MRI အနေနဲ့ United ကိုအစနေရောက်ရှိခဲ့စဉ်ကတည်းကအသင်းရဲ့လိုအပ်ချက်တွေအတွက်ကစားမ3ယောက်ထိခေါ်ယူချင်ခဲ့တဲ့ဆန္ဒရှိပါတယ်။အဲကစားသမားတွေကဘယ်သူလဲဆိုတာကိုတင်းတော့ကနေပြီးတော့အသေးစိတ်ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ပရမောင်းဆုံးတစ်ယောက်ကတော့ Sporting Lisbon အသင်းရဲ့ခံစင်မှုဖြစ်တဲ့ Gonzalo Insensio ဖြစ်ပါတယ်။အတန်းဆက်လေးနေရဲ့ကစားသမားဟာစာချုပ်ဖြတ်သိမ်းခြင်း ေါင်50တန်းဝင်းကျင်ရှိပြီးတော့အဲ့ဒီချိန်တုန်းကသူ့ကိုခေါ်ယူဖို့အတွက်လေဘာဘူးဘာစနာတို့ကစိတ်ဝင်စားခဲ့တာဖြစ်ပါရင်ဒါပေမဲ့ဒီကစားသမားရဲ့စာရုပ်တတန်း2028ခုနှစ်မှာကုန်ဆုံးမှာဖြစ်တာကြောင့်ပြောင်းရွှေ့ခြေကမတန်ဘူးလို့ယူဆခဲ့တဲ့အတွက် United အသင်းကခေါ်ယူဖို့ငင်းဆန်ခဲ့တာဖြစ်ပါရင်နောက်တစ်ခုကတော့ market adrap ပဲဖြစ်ပါရင် market adrap ဟာလေ United ရဲ့ radar ထဲမှာအတော်လေးကိုအလိုရှိနေကစားသမားဖြစ်ပြီးတော့အသက်26နှစ်အရွယ်တောင်ပိုင်းကစားသမားဟာဗန်လီသင်းကိုချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုတန်းတက်လာအောင်ကူညီပေးနိုင်ခဲ့သူဖြစ်ပါရင် ။နောက်ဆုံးတစ်ယောက်ကတော့ Pejo Concavas ပဲဖြစ်ပါရင်ဒီကစားသမားကလည်း United နဲ့ချိန်ဆက်မှုတွေရှိနေတဲ့ကစားသမားဖြစ်ပါရင်အသက်28နှစ်ရဲ့ကစားသမားဟာပြီးခဲ့တဲ့ရာသီတွေတုန်းကဘူမာဟလန်အသင်းမှာအချိန်ဆွမ်းပြခဲ့ပြီးတော့ဒီရာသီမှာ Sporting အသင်းအတွက်တွင်းကို6ကိုဂိုးဖန်နေမှုလေးအချိန်အထိပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါရင် United တင်ကကွန်ကာဗက်ကိုခေါ်ယူဖို့တဲ့စိတ်ဝင်စားနေဆဲဖြစ်ပြီးတော့လာမယ့်နေရာဒီအပြောင်းရွှေ့မှာထပ်မံစူးစမ်းသွားမလားဆိုတာကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရအောင်မှာပါ။